အားလုံးပဲမင်္ဂလာပါရှင်။ Horror Story မြန်မာ channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူလျက်ပန်းရင်လာရှုရေးသားထားတဲ့ရွှေပြည်ကြီးကမိမပြိုးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုနားဆင်ရမှာပါ။ဇာတ်လမ်းလေးကိုတော့ကျမဆုလည်းရတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြောပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားဖို့နဲ့ဘေးနောက်မှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ ။ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစားလိုက်ကြရအောင်ပါ။အမလီလုံးကြပါဦး။နာလာကြီးရဲ့အမေရင်တင်ရပါတော့မေးထင်ပါရဲ့တော့အမလီမိနွယ်အာနနေထိတ်ညစ်လိုက်ပါ။ကလေးရဲ့ကောင်မြင်နေရပြီညှက်ညှက်အာမိနွယ်တယောက်မိမိရဲ့လောကတွေကိုပထမဦးဆုံးရောက်လာမဲ့ကလေးတွေအတွက်တင်မင်းနဲ့လွန်ဆွဲနေရတဲ့အတိုင်းကြီးစွာသောပင်ပန်းစင်းရဲကို ခံစားနေရပါတယ်။ရှော်ရီကကိုဝင်တဲ့တိုင်းကို ရှောရှောရှူရှူမွေးလာပြီးခဲ့တဲ့ဝမ်းဆွဲတဲ့လက်တွေတော်တောင်းရင်လေမိနွေနဲ့ကြမချွေတီတီကြနေတော့တယ်မိနွေမှလည်းညစ်လိုက်အာခုံသွားလိုက်နဲ့တစ်ချက်တစ်ချက်မျက်ဖြူတော့လဲပြီးတော့တတိလွတ်ချင်တယ်လို့ပါတော်တောင်းရင်စူးစားပန်းစားကုညီနေရှာပြီးမဲ့လေခလေးမှထွက်မလာသေးပါဘူးမိနွေရဲ့ခင်မုန်းဖြစ်သူတင်းအောင်ကတော့လိုက်ခါချထားတဲ့အခန်းရှိမှခေါတိုးခေါက်ပြန်ရှောင်းရင်းနဲ့အင်ကိုလီမာလာတုတ်ကိုမှန်လားမှားလားမသိညွတ်နေရှာပါတယ် ခြေပြားလက်ဖြားတွေကလည်းအေးဆက်နေကညာဘက်လက်ကိုလက်နဲ့ဆုပ်ဘဲဘက်လက်ကိုညာလက်နဲ့ဆုပ်ချင်စိုးရင်စိတ်လှုပ်ရှားလို့နေပါတယ်။ဖះဖះဒီကလေးလေးလူလောကအောင်အမြဲရောက်လာပါစေ။မိနွယ်လေးကျန်းမာပါစေ။စိတ်ထဲကလည်းအဲ့လိုရှင်ယူနေတယ်။အခန်းလေးစီကစနီးဖြစ်သူမိနွယ်ရဲ့အော်ဟစ်ညင်းညူတန်တွေကလည်းသူ့ကိုနာကျင်စေပါတယ်။ဖခင်တယောက်ဖြစ်ဖို့အရေးမှာတွေ့ကြတာတော့မဟုတ်အဲ့ဒီလိုပါပဲမိခင်တယောက်ဖြစ်ဖို့ရမှာလေမိမိရဲ့ ရှင်သွေးလေးတွေအသက်ရှင်စေဖို့မိမိအသက်ကိုရှင်းထားရပါသေးတယ်။တင်းချိုင်းမျိုးကိုကြိုခင်းထားတဲ့အတိုင်းအဲ့ဒီမီးဖွားချင်းကတော့တချို့သောမိခင်လောင်းနေတဲ့ဆိုးဝါးလှပါတယ်။ဒါကြောင့်မွေးသမီးခင်တွေတက်ရှိထင်ရှားရှိနေစမှာရိုတီလေးစား view site ချစ်ခင်တင်မှာကြောင်းအချိန်တန်ကြာရခါမှာတော့မိနွေဟာမီးမဖွားနိုင်သေးပါဘူး။တက်သေးစီတော့တောင်းရင်လေတိတက်ဆိုးလာပါကကလေးရော မိခင်တို့ပါအနည်းငယ်ရှိလာနိုင်တော့ချိန်စားမိတာမို့လို့ အခန်းထဲထွက်လာကတိတ်အောင်မိမိမမွေးရောက်ဖွဲရခက်နေတယ်။ဗျာကျုပ်ကိုကုညီမအရေးတောက်ရင်ကျုပ်ဘာလုပ်ပေးရမလဲ။တိတ်အောင်လည်းမိနွယ်မွေးရခက်နေတာကိုကြားရတော့ပြာရခက်နေပါပြီ။အေးငါတနေ့ကတောင်တာရွာဘက်မှာမြို့ကတုန်တာပြုဆရာမတွေရှောက်နေကြတယ်။သောပင်တာပိုဆင်းပြင်းပြင်းထင်တယ်။သူတို့ကခင်မီစေဝါကရိယာတွေရှိတယ်။တောင်တာရွာအသောပြောင်နှစ်နာရီလောက်ကြာမှာဗျ။ငါကြည့်စီစဉ်ထားမယ်။မင်းပါဆရာမတွေအမြင်သောပင်ချင်းအချိန်ကတော့ ၈နာရီတောင်ခွဲလို့ရောမင်းတိန်ဟောင်တို့ထန်းတမင်ရွာကတောင်တာရွာထိတနာရီနီးပါးကြောင်သွားရတယ်အသွားပြန်ဆိုမှာကနှစ်နာရီခန့်ကြာပါလိမ့်မယ်ဒါပေမဲ့လေအခုကအဖြစ်တော်ရဲ့အခြေအနေမို့လို့တိန်ဟောင်လေးအိမ်အောင်စင်းကသူ့ရဲ့လက်ကိုပြင်မာတော့တယ်ဒီအချိန်တိန်ဟောင်ချန်နီကိုလူတယောက်ဝင်လာတယ်တိန်ဟောင်ရဲ့တငယ်ချင်းမျက်တော်ဆိုတဲ့ကာလာသားတယောက်ပါပဲတိန်ဟောင်ယာယီလဲတွေဘာတွေပြင်ပြီးဘဲသွားမလို့တော့ငါမိမမိနွေမိဘွားရခက်နေလို့ တောင်တာရွာတူနာပြူဆ iam မာတွေတော့ပေးမလို့ဟာဒါဆိုငါလေးလိုက်ခဲ့မေကွာမင်းလိုက်လို့ဖြစ်ပါမလားအချိန်လဲလိနေပြီနောက်ပြီးကြီးခင်မီးကိုစိတ်ပူနေငါမှမကောင်းရှိလိမ့်မယ်လိုက်ပါနေကွာတယောက်သားပြီမဲလေမျက်တာမှာတော့ခြေချဲချဲအမှုရာနဲ့စိတ်မပူစမ်းမနဲ့တယောက်ရာငါလေးမင်းမိမမီးဖွားတော့မယ်လို့တရေကြကြချင်းပြေးလာတာပဲနောက်ပြီးအမေကမာလိုက်တယ်လူတာအကုန်ကူညီပေးပြီးမှပြန်ခဲ့တဲ့အဲ့တော့မင်းဘာမှစိတ်ပူစရာမလိုတောင်းတရအောင်ငါမှလိုက်ခဲ့မယ်တယောက် တိတ်ဟောင်လည်းတားမရတာတကြောင်ယာယီမင်းကြီးမိမိလည်းအဖို့လူတာတကြောင်မလို့အေးကွာလိုက်ချင်တဖဆိုလည်းလိုက်ခဲ့ကွာအဲ့ဒီလိုသာ ပြောလိုက်ပါတော့တယ်တယောက်အကူကြီးလိုချင်တယောက်ကူကြီးရတာမိတ်ဆွေကောင်းကြီးရဲ့ကြင့်ထုံးပဲကဲနောက်ကြနေပြီလေသွားရအောင်အေးလဲပေါ်တဲ့ရက်သားလေးလဲပေါ်ကိုဆွေကနေခုန်တန်းလိုက်တော့တိတ်ဟောင်ကနောက်နှကောင်ကျိန်တို့ကသူတို့ချန်နေရနေခက်တော့တော့ထွက်ခဲလိုက်တယ်တောင်သာရွာကတောက်ဖွားဆီယာမာရီကိုပြေးမှု အရေးကြီးနေရမဟုတ်ပါလား။လဲကို10မိနစ်ခန့်အပြင်းနေပြီးတော့မချမီမပါဘဲသိအောင်နေမြေသားမှာသူတို့ကိုယ်ပိုင်ရွာလေးဖြစ်တဲ့ထန်းတပင်ရွာကိုအတော်ဝေဝေးမှထိုင်ရခဲ့နိုင်ပြီ။တောင်သားရွာရောက်ဖို့အတွက်ကတော့ဈားရီမှာကရင်လူမျိုးတွေနေထိုင်ခဲ့တဲ့တက်ကယ်ဝဲရွာဆိုတာရှိပါတယ်။အခုတော့မရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီတက်ကယ်ဝဲရွာလေးဟာနာခေမုံတိုင်းတိုက်ခတ်တုန်းကတရွာလုံးဒီပါတေချေခေးရတာကြောင့်ပါ။ဒါကြောင့်အခုမှတော့အဲ့ဒီရွာလေးမှာ ရှော့ပြင်းအဖြစ်သာရှိနေပါတော့တယ်။တရေတစီမိစာရီမြူတူတဲ့နေရာလိုလေအများသမုတ်ထားကြတယ်။လူပေါင်းရာကြီးအသက်ဆုံးရှုံးကြရတဲ့အဲ့ဒီနေရာကိုတရေတစီအချောက်ကျဲလာတာအထူးစံတော့မဟုတ်ပါဘူး။ဒီတက်ကဲဝဲရွာပြစ်ကြီးရဲ့ဂုံတည်မလေးကြီးမားလှတယ်လို့ညနေညခင်းသွားဖို့မပြောနဲ့။နေကင်းကြောင်တောင်တော့မှတယောက်တည်းနှစ်ယောက်တည်းမသွားရေးကြောင်။အခုတယောက်နေမြက်သားမှာတော့စောတစ်ခုချက်အဲ့ဒီနေရာကိုစိုက်စိုက်မြမြိုက်ကြီးရောက်ခဲ့ကြပါပြီ။ညကလည်း မောင်မိုင်လွန်အားကြီးနေတော့မလို့ရောပြည့်ကြီးစီကိုရှောင်းလို့ရှောင်းမန်းတော့မသိတိတ်အောင်မနောက်တကောင်ကျိတ်တွင်တွင်မြက်သားလေးအဲ့ဒီလိုပါပဲဒါပေမဲ့သူတို့နှစ်ယောက်အဲ့ဒီတက်ကယ်ဝင်ရွာအဝေးအနားရောက်မှာတော့စတေရှိုးတွေဖွင့်နေလော့စပီကာဓာတ်ဆက်အတန်တွေကိုစတင်ကြားလာရပါတော့တယ်ဟာတိတ်အောင်ရှင်နာပွေးတန်ကြားတယ်ဟာအေးဟုတ်သားတို့ရွာနဲ့တောင်သာရွာကြားမှာပွဲရှိရလို့မကြားမိပါဘူးနည်းနည်းတော့ဆက်သွားကြည့်ပါလား ဒါမှသူ့လေဘာဆိုတာသိရတာပေါ့မြက်တာအဲ့လိုပြောတော့တိန်းဟောင်လေးလဲကလေးကိုခတ်တော့တော့နေငယ်လိုက်တော့ရင်မြက်တာပြောတယ်လို့ပါပဲဒီစတေရှင်လိုလိုအငိတ်ပွဲလိုလိုအတန်တွေနဲ့နီးလာတဲ့အခါမှာတော့လမ်းပေါ်မှာလူတစ်ယောက်စားနှစ်ယောက်စားကိုတွေ့လာရတယ်ဝေကောင်းစားလာရီကိုဝစ်စင်ထားကြပြီးအဲ့ဒီအတန်လာရစီကိုဥတီသွားနေကြတဲ့လူတွေမှာထူးခြားမှုကိုစီရှိကြတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးသူတို့မှာ ဝေကောင်းစားလာရီကို ဝိစင်ထားပေမဲ့လည်းပြုံးရည်ချင်းအလေးမရှိမုံတီတီမုံကုတ်ကုတ်မျက်နှာသားရီနဲ့ခေါင်းတွေကိုစိုက်ကစိုက်ကရှောက်သွားနေကြတယ်။တင်းရောင်နဲ့မျက်သားလေးသူတို့အမှုရာတွေကိုကြည့်ကစိတ်ထဲမှာတော့တိတ်တဘောမတွေ့လာပါဘူး။သူတို့လည်းဘာရည်ချောင်းမဲမသိဒီတန်တွေကညှို့ယူဖန်ဆားနေတဲ့အတိုင်းသွားရည်လာရည်မှပွဲစီတဲ့တစ်ခုကြီးစီကိုရှောက်သွားပါတော့တယ်။အကျော်ရောင်းသူတွေအောင်တေဝါရောင်းသူတွေအဆရှိသဖြင့်ဈေးရောက်နေကြသူတွေကိုလည်းတွေ့ကြရတယ်။ဒါရော ဒီလူတွေမှလည်းရည်ချင်းပြုံးချင်းမရှိကိုယ့်လူကိုယ်သာခေါင်းငယ်စိတ်ကလုံနေချတာကိုကြည့်ကတဲ့အောင်နဲ့မျက်သားလေးကြောချမ်းလာပါတယ်အဲ့ဒီလိုပါပဲစတိတ်ခုံမမပြက်လုံးပြက်နေရဲ့လူရှင်တော်တွေသာမက အောက်မှာထိုင်ကြည့်နေကြတဲ့လူပြိတ္တတွေအားပါမျက်နှာသေးကြီးတွေနဲ့ထိုင်နေတာမို့လို့တဲ့အောင်လေးမျက်သားရင်တို့တော့တစီအချောက်ခံနေရပြီထင်နေဟအဲ့ဒီလိုဆိုပြီးပြောလိုက်ပါတော့တယ်ဟုတ်တယ်ဒီလူတွေကြည့်ရတာတာမယ်လူတွေနဲ့မတူ ရှီလဲမရှိဖြုတ်လေးမဖြုတ်နဲ့ဒီခါမှသိအောင်လေးတစုံတရာကိုစဉ်းစားမိသွားတယ်မြက်သားခုတိုးရောက်နေတာထန်းတပင်ရွာနဲ့တောင်သာရွာကြတက်ကဲဝဲရွာမဟုတ်လားဟုတ်တယ်ဟုတ်တယ်သိအောင်ငါငါတို့တက်တက်ကဲဝဲရွာနမိတ်ထဲကိုရောက်နေတာပဲဟာတတဆိုပဲဖြစ်မလဲတို့ဒီနေရာနေအမြင်သွားကြရအောင်သိအောင်လေးဒီခါမှကြောက်စိတ်တွေဝင်လာကအဲ့ဒီပွဲစည်းတဲ့ကြီးတလျှောက်တဲကိုအပြေးနေလိုက်ပါတော့တယ် ကံကောင်းတာအဲ့ဒီလူတွေမှာသူတို့နှစ်ယောက်ကိုအသက်အန္တရာယ်တစ်စုံတရာမပြုတ်ကြတာပဲဖြစ်ပါတယ်။တက်ကယ်ဝဲရွာနေတဲ့မိကိုလူလာတော့မှပဲတိမ်းအောင်နေမြတ်သားလေးတပြေးကိုစီချနိုင်ကြတော့တယ်။တော်သေးတာပေါ့တိမ်းအောင်ရာအသိမြန်ပြီလို့ပေါ့။အေးငါတို့ကကုတ်ချုံမတက်လိုက်တာကဲကောင်းပဲ။ကာလေးဒီရွာပြကြီးရဲ့ရှောက်နေမယ်ဆော့ဆော့မသိလို့ပေါ့ကွာ။သိရင်ကြကြပဲနေပါမလဲ။တိမ်းအောင်နေမြတ်သားလေးတယောက်တစ်ပေါက်ပြောဆိုနေကြရင်မှ ဒါချင်းတော့ရှိပြီလဲမသိဘူး။ငါမိမအောင်အစင်ရောပြေပါမလား။တိန်ဟောင်လေအဲ့လိုရှေ့ရွေခီးဆက်ခဲလိုက်တော်ရင်။ယာလက်တထက်တောင်နဲ့လာတယ်လို့အမောင်တူကလေလုံစွာအကြီးတန်လာရင်မျက်တာမှာတော့၆တောက်တူတမီချင်းနဲ့လဲလဲပြတ်မသွားထုံးမိတ်နေရှာရင်သူတို့လဲကလေးမှာတော့တော်လဲလေးအတိုင်းဘဲညာရှိလို့ပါ။တောင်သားရွာကိုရောက်ဖို့တိတ်တောင်မလိုတော့ပါဘူး။ဒါကူလှဲမောင်းနေတဲ့တိန်ဟောင်တိပါရင်ဒါကြောင့်လေအဲ့ဒီတောင်သားရွာကိုရောက်ဖို့ သူစိတ်လောနေပါရင်ဒါပေမဲ့လက်ခုလက်တနီယာအရှောက်မှာတော့ဒီကမောင်ရင်တို့နေပါလဲနောက်ဖက်စီမှထွက်ပေါ်လာတဲ့အဲ့ဒီအတန်းကြောင့်တယောက်လေးနွားတစ်ဖာချူကိုတက်ကနေဆွဲလိုက်မိတယ်နွားတွေလည်းရှက်သွားပြီမို့လို့မျက်သားမှာ၆တောက်တူတမီးကြီးနဲ့အတန်လာရအောင်ထိုးကြည့်လိုက်တော့ရင်အတန်ပိုင်ရှင်ကတော့အသက်60ကျော်အဖိုးကြီးတယောက်တယောက်အဖိုးကြီးတယောက်ပါလားအေးဟညာကြီးမင်းဒီတော်လန်နဲ့တယောက်တည်းရှိနေမို့ထိုင် လူတော့မဟုတ်လောက်ဘူးတစီပဲနေမယ်။တင်းအောင်လေအဲ့ဒီလိုပြောရင်နွားတွေကိုချိန်တိုးလိုက်တော့လှဲမှာတီအီနဲ့စတင်ရွေးရှားပါတော့ရင်ဒီခါသူတို့လှဲအနောက်ကနေအဖိုးကြီးကလေမောင်ရင်တို့မောင်ရင်တို့ဦးလျာတစီမဟုတ်ပါဘူးလှဲကြုံလိုက်ချင်လို့ပါဟဲ့ကောင်တစီမဟုတ်ဘူးလေဟာမြက်သားပြောလာတော့တင်းအောင်လေလဲကိုတဖန်ပြန်ရက်ပြီးအဖိုးကြီးလာကိုဆောက်ပေးလိုက်တော့ရင်အဖိုးကြီးလဲသူတို့လှဲလာတပြေးပြေးရှောက်လိုက်ဦးလျာ ူသားစစ်စစ်ပါတရေတစီမဟုတ်ရပါဘူးဘိုးဘက်ရွာကိုဆေးကူပြီးအပြင်မိုးချုပ်သွားလို့ပါအဲ့ဒီလိုပြောလိုက်တော့သိအောင်နေမျက်သားလေးအာနာသွားကြတော့တယ်ဟုတ်လေလေကျုပ်တို့လည်းညာကြီးမိုးချုပ်ဆိုတော့စိတ်မရှိပါနဲ့နော်ရပါရဲ့ကွယ်ငါတူတို့နေရာမှာအဘဆိုလေဒီလိုပဲဖြစ်မိမှာအဲ့ဒီအဖိုးကြီးဟာလွယ်အကြီးတလုံးကိုမင်းတိုင်းကလွယ်ထားတဲ့အတွက်စီးစရာကြီးတူဖြစ်လိုက်မှာတော့အထက်ခံမဲလို့ရပါတယ်မျက်သားလေးလဲပုံကခက်သက်သက်ဆင်းလိုက်ပြီးဒါလေးလေးလေးလဲပုံကိုတက်ပါ အဲ့လိုဆိုပြီးတော့အဲ့ဒီအဖိုးကြီးကိုနှဲပေါ်တွဲတင်ပေးတယ်။လူသားစစ်စစ်တယောက်ဖြစ်တဲ့အတွက်အဲ့ဒီအဖိုးကြီးကိုမျက်သားတယောက်ထိကင်လို့ရပါတယ်။တင်းရဲတစီဇလန်းတွေကလိုအဖိုးကြီးရဲ့အသားရည်တွေမှာအေးဆက်တောက်တင်းမနေပဲပကတိတာမယ်လူတယောက်ပါ။လီလီယာဖေးသွားမလို့လေ။ရှေ့တပြားလောက်ပါပဲ။လီလီလေညနေခင်းကရှောက်လာရတာပင်ပန်းလာပြီ။ငါတူတို့လိုသူတော်ကောင်းလေးတွေနဲ့တွေ့ပြီလို့သာပေါ့။ရပါရဲ့ဗျာ။ကျုပ်တို့လည်းတောင်သာဘက်ကိုသွားမှဆိုတော့လမ်းတင်တာပေါ့။စသဖြင့် ်တယောက်နဲ့မျက်သားလေးအဲ့ဒီအဖိုးကြီးကိုစကားတပြောပြောနဲ့လက်ကိုခတ်သက်သက်နှင်ခဲလိုက်ကြတော့ရေ၁၀မိနစ်ခန့်သွားပြီးတဲ့နောက်မှာတော့တစ်ထက်ပြင်းတော့အိမ်မဲကြီးတအိမ်စီကိုရောက်ခဲ့ကြတော့ရေငါတူတို့ရောက်ပြီဟဲ့ဟုတ်ဟုတ်ကဲ့ဗျတယောက်လေးလက်ကိုရက်တန်းလိုက်တော့ရက်သားအဲ့ဒီအဖိုးကြီးကိုလက်ပေါ်ကတွဲချပေးရပြန်ပါတယ်ကျေးဇူးတင်ပါတယ်ငါတူတို့ရေရပါတယ်ဗျာကျုပ်တို့လည်းသွားစရာရှိသေးလို့ခွင့်ပြုပါအောင်လေးလေးဒီကအဖိုးကြီးလေးနေကြပါအောင်ငါတူတို့ ိမ်ထဲခဏလိုက်ခဲ့ကြပါလားလိုက်တော့လိုက်ချင်ပါရဲ့ဗျာကျုပ်တို့လေတောင်သာဘက်ကိုအရေးကြီးကိစ္စသွားစီရရှိလို့နောက်တောင်ကြနေပြီထင်ပါ့မြက်သားအဲ့လိုဝင်ပြောတော့တိတ်အောင်လေဟုတ်တယ်လေးလေးကျုံမင်းမမိဖွားရခက်နေလို့တောင်သာရွာသူနာပြုဆရာမတွေတော့ပေးရမှာအိမ်လေမလိုက်နိုင်တာစိတ်မရှိပါနဲ့လေးလေးရေအဲ့လိုပြောလိုက်တော့အဖိုးကြီးလေဩရှောက်တော့ခဏပဲငါတူတို့ရေငါတူတို့အဲ့ဝေမပြုတ်လိုက်ရရင်ဦးလေးဘယ်လိုလုပ်စိတ်ကောင်းမှာမလဲခဏတော့နားပြီးသွားကြပါ့ ဒီခါတင်းအောင်နဲ့မျက်သားလေးတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းကိုအသာညှိလိုက်ကြတော့ရင်အဲ့ဒီလူကြီးကိုအားနာရလဲပါတာကိုလွားရီကတော့လက်ရနေဖြုတ်ကတိုင်တနီယာမှာကျိုးချီထားခဲ့ပြီးတင်းအောင်နဲ့မျက်သားအဲ့ဒီလူကြီးခေါ်ဆောင်ရအိမ်ထဲကိုလိုက်သွားလိုက်တော့ရင်အိမ်ကြီးမှာ အပြင်းပန်းရရင်းနေကြီးဝအောင်တုတ်ထားတာမို့လို့မဲနဲ့နေပြီးမဲ့လေအိမ်အတွင်းမှာတော့ရှီဟောင်လက်မှုလက်ရာတွေနဲ့ ခံကြားထင်ဝါစွာရှိလို့နေပါရင်ရှေးခေမြမအတုံးဆောင်နေဖြစ်တဲ့ရုံးအုပ်ဆုံးအုပ်တွေကိုလည်းသူ့နေရာနေသူတေးတက်လှပစွာစီရီထားတာမို့လို့ရှီဟောင်ပြရိတ်ထိရှောင်းနေတယ်လို့ပဲတင်းအောင်နေမျက်သားတို့ခံစားလိုက်ရတယ်။အဲဒီနောက်အဲ့ဒီအဖိုးကြီးမှသူတို့ကို ကျိုးဆက်တီခုံလေးပေါ်ထိုင်စီပါရီထိုင်ကြအောင်ကသူတို့အပစားစရာတောက်စရာတခုခုယူပေးမယ်။နေနေပါစီဗျာ။ကျုပ်တို့ခဏနေပြန်ကြမှာပဲ။အဲ့လိုလည်းမဟုတ်ဘူးလေကွယ်။ တကခုတော့စားကြအောင်ပါပေါ့ငါတူတို့လည်းဘိုက်စာနေကြပြီမဟုတ်လားအဖိုးကြီးအဲ့ဒီလိုပြောမှပဲဘိုက်သေးကတကွေကွေမြည်လာပြီးဘာမှမစားခဲ့ရသေးတာကိုတတိယလာကြတယ်ဒီကအဖိုးကြီးလဲသမီးရေစပေးအဘအဲ့တဲ့တွေပါလာရဲ့ကွစားစရာတောက်စရာတွေယူခဲ့ပါအောင်ကွရှင်းအဘလာပြီလာပြီလူကမပြေရသေးပေမဲ့လေအဲ့ဒီအတန်ဆဆာလေးကိုတော့တယောက်ရောမျက်သားပါကြားလိုက်ကြတယ်အတန်ကြားရုံနဲ့ပဲအဲ့ဒီမိမ့်မပြိုလေးမှာ ဘလောက်တောင်ချောမောလှပလိမ့်မလဲကိုတော့သူတို့လည်းမခံမဲနိုင်ပါဘူးတအောင်လောက်ကြတော့လင်မန်းကလေးတခုကိုခိုင်ကမိမပြိုလေးတယောက်သူတို့ရှိရာကိုရောက်လာပါတော့တယ်လင်မန်းထဲမှာစားတော့ဖွေရာတတိဝလန်တွေအပြေးမောက်ထဲထားပါတယ်တင်းအောင်နဲ့မျက်သားလေးအဲ့ဒီမိမပြိုလေးကိုမြင်တော့မဆက်အဟောင်းသားဖြစ်ကတတင်းကစက်တီတီသွားမိရင်အဲ့ဒီမိမပြိုလေးကမြမဝိဆုံကိုတေးတက်လှပစွာဝိဆင်ထားပြီးသူတို့ရှိရာကိုအင်းရီကြီးစွာရှောက်လာနေပါတယ် လူမရောက်သေးပေမဲ့လေသူမရဲ့ကုသင်းရင်နဲ့ဖြစ်ရန်တူရဲစပေးပန်းရင်နဲ့လေးကိုတင်းအောင်တို့ဥစွာခန်းစားမိကြရင်မိမပြိုလေးရဲ့အသားအရည်မှာဘွားမို့ဤဆက်နေပြီးဖွင့်ထားတဲ့ရှင်နမောင်နဲ့ဆွင့်ကားတဲ့တင်းတဆုံသေးတွေတဲ့ခါးကလေးကိုလည်းပိုင်ဆိုင်ထားသေးပြန်ပါတယ်လူလာနဲ့သမီးဥစ္စာဆောင်လေလားလို့ဝေဘယ်ခွေးချဖို့တော့မှသူတို့မိမပြိုလေးရဲ့အလှမှာအခက်တွေ့နေကြရင်တင်းအောင်မလေးကောင်းပပိုင်ဇနီးမရရှိလာမှုစိတ်ကိုချုပ်တီးနိုင်ပြီမဲ့လေး လူမျိုးဖြစ်တဲ့မြတ်သားမှာတော့အဲ့ဒီမိမပြိုလေးရဲ့အလှမှာရှင်မူစည်းဝင်လို့နေပါတယ်။အဲ့ဒီမိမပြိုလေးကလည်းတတိပန်းကိုသူတို့ရှေ့ချပေးပြီးတဲ့နောက်သူမရဲ့အဖဆိုသူ အဖိုးကြီးရဲ့နှပေးကိုသွားရက်ကမျက်လွာကိုအသာချထားလိုက်တယ်။ငါတို့တို့စားတော့ဘာမှအောင်းနာမနေနဲ့။တင်းအောင်မှာတော့ပန်းတီတလုံးကိုယူကတိုက်ဝါလိုက်ပေးမယ်လေ။မြက်သားမှာအဲ့ဒီမိမပြိုလေးထံအကြည့်ကိုအခုချိန်ထိလွှဲနိုင်သေးပါဘူး။ကဲဒီအောင်မောင်ကြီးကတော့အဖသမီးကို အတော်သဘောကျနေရဲ့ထင်နေဒီအခါမှမြက်သားလေးရှက်ကူးရှက်ကန်ဖြစ်သွားကလင်မန်းကြီးကတစ်တော်သေးတလုံးကိုယူလိုက်ပြီးခေါင်းကိုဂိုက်ဆိုင်ချလိုက်ပါတော့ရီအဘနာမည်ကိုလည်းမှတ်ထားကြအောင်ဥထိတ်ပါတဲ့တာရေးစည်းစရာကြီးပေါ့ဟောရာအဘရဲ့တူမလေးစပယ်တဲ့သမီးစပယ်ဒါကအဘရဲ့ကျေးဇူးရှင်ပေါင်ရည်လေးတွေပဲဒီခါစပယ်ဆိုရဲမိမပြိုလေးကခေါင်းကိုအသာညှိပြတယ်ဟုတ်ကျုပ်တို့မှတ်ထားလိုက်ပါမယ်မြက်သားမှာတော့စိတ်ထဲမှာ ။အော်စပေးရလား။ပိုင်ကလေးလိုပဲမင်းအလှနဲ့မင်းအစင်မင်းရနာတိတ်ကိုလှပတာပဲမင်းကလေးရင်ဆိုပြီးတွေးတော့နေမိရဲ့။ကဲသမီးထိုင်လေးအဘလေးပြင်မဲမီတော်နာတော့မေစကားပြောခြင်းကိုဒီအောင်မောင်ရေလျာငါသမီးကိုအတော်သဘောတွေ့နေပုံရတယ်။အဲ့ဒီလိုရှင်တောင်းတော့ပြောရင်စီးစရာကြီးဦးထိပ်ပါထွက်သွားပါတော့တယ်။တိတ်အောင်လေးအယိုပက်ကြည့်ရုံမေဆိုကပြန်ထွက်သွားတာမို့လို့အိမ်ကြီးရဲ့ဧည့်ခဲတွေစပယ်နဲ့မျက်တာသာကြံခဲ့ပါတယ်။ ထူးဆန်းတာသိအောင်နေမြက်သားမှာအဲ့ဒီအင်ကြီးရဲ့ရောက်ခဲ့ပြီးနောက်မှာတော့လာရင်ကိစ္စတွေကိုမေ့မမ်းမသိမေ့လျော့နေတာပဲဖြစ်ပါတယ်။ရာတော်နဲ့တဲ့တီမြက်သားနဲ့စပင်းမှာစကားတွေရှေ့ဘက်မဝင်အောင်ပြောဆိုနေကြတယ်။အချိန်အတော်လင်းတော့မှကိုမြက်သားတို့အိတ်ချနေပြီလား။စပင်းအိတ်ဟာအသင့်ပြင်ပေးမယ်လေ။ဟုတ်သားပြီ။အချိန်တော့အတော်လေးနေပြီ။မနေ့မှပဲအကူတို့လေးရွှာကိုပြန်တော့မယ်။ကောင်းပါရှင်။အကူတို့ကတော့ပြားခင်းနဲ့မှပဲအိတ်လိုက်ချပေါ့။လူလာရှိရင်စပင်းကိုပြော။ ဘာမှအောင်မနာနေနော်အင်းမအကူကတော့မပြောင်းချင်တော့စပယ်နေပြီတိတပယ်တက်တဆုံနေသွားချင်နေမြက်တာဟာအဲ့လိုပြောရင်စပယ်လက်ကိုလှမ်းဆွဲလိုက်တယ်။အိုးအဲ့လိုမလုပ်ပါနဲ့ကိုမြက်တာရေစပယ်တို့အတူနေရမှာပါအပားနဲ့အရင်တိုက်မြင်ချင်သေးတယ်စပယ်သဘောပါဗျာလက်ကလေးကိုအตาလွတ်ပေးလိုက်တော့စပယ်မှာသူတို့အတွက်အိတ်ဆရာနေရာတွေပြင်ဆင်ပေးပြီးထွက်သွားလိုက်ပါတော့တယ်ဘာရဲ့ကြောင့်မှမသိတဲ့ရောက်နေမြက်တာမှာလူရောစိတ်ရော လွဲနေနေကြပြီမို့ခေါင်းအုံးနဲ့ခေါင်းထိဆက်လိုက်တာနဲ့တပြိုင်နက်အိမ်မောင်းချသွားပါတော့တယ်။မနေ့ကနေအောင်ကြည်လင်းတစားနှစားကတင်းအောင်ရဲ့မျက်လုံးမုံစူးကနေချလာတယ်။တင်းအောင်လည်းအဲ့ဒီအလေးအောင်ကြောင့်မျက်စိနှစ်ဖက်ကိုပုတ်တဲ့တစ်ချက်လောက်အကျိုးဆက်ပြီးတော့တန်းဝင်လိုက်တယ်။ပြီးမှမျက်လုံးကိုအတော်ဖွင့်ကြည့်လိုက်တော့ဟာသူမြင်လိုက်ရတဲ့အရာတွေကတင်းကျိုင်းမြေစာပုံတွေမှတ်တိုင်အကျိုးပေတွေကလည်းခိုးတစုတီတစုပြန့်ကျဲလို့ခွေးတွေရက်သွားတဲ့တချို့နေရာတွေမှာတော့ လူကောင်းမျိုးတွေဒူးမျိုးတွေကိုလည်းကြောက်မက်ဖွယ်တွေးလိုက်ရပါတယ်။သူ့ရဲ့နဘေးရေစာပုံလေးပေါ်မှာတော့မျက်တာတရားအိမ်မောချနေတယ်။ဒီခါမှသိဟောင်လေးတင်ကြပြီ။ညညငါတို့တက်ကယ်ဝဲရွာမှာအိတ်ခဲကြတာပဲ။ဟာငါမိမအဲ့လိုတွေ့ရင်မှဇနီးတယ်မိနွေကိုတတိရသွားပါတယ်။ဖဲ့အောင်မျက်တာမျက်တာထားစဲမအောင်။သိဟောင်လှုပ်ကလှုပ်ကနှိုးလိုက်တော့မျက်တာလေးတအီတာညီးနဲ့စပယ်စပယ်လို့ရှင်ရွနေပါတော့တယ်။ ဘာစပဲမှမရှိဘူးမိအိတ်နေရဲ့နေရာကိုကြည့်ဒီခါမှညက်သားလေးသူ့ကြောချအိတ်နေရာကိုကြည့်လိုက်တော့အာ အမလေးဆိုပြီးထခုံမာတော့ရင်သူ့အိတ်နေတာကလူတင်မြေစာပုံတစ်ခုပေါ်မှာမဟုတ်ပါလားအဲ့ဒီနောက်တိန်းအောင်လေးသူ့တို့အိတ်ဆက်ခေးချရဲမြေပုံလေးတွေကိုကြည့်မိလိုက်ရမှာတော့မြေပုံတစ်ခုရဲ့ကပြေးတိုင်လေးမှာဥဒိတ်ပအသက်65နှစ်ဟူ၍လကောင်းကျဲမြေပုံတစ်ခုမှာတော့မက်စပင်အသက်22နှစ်ဟူ၍လကောင်းအတီးတီကြောချမ်းမွေး တွေ့လိုက်ကြရပါတော့တယ်။မြတ်သားကြီးငါမိမမိတွေအသက်ရောရှိသေးလားမသိဘူး။နွားတွေရှာပါအောင်ဟ။သိယောင်အဲ့ဒီလိုပြောတော့မြတ်သားလေးသူ့ရဲ့ပစိုးကပုံစားလေးအတွင်တစုံတရာကိုထိုးဖွဲ့လိုက်ပါတယ်။ဘလို့အရာလေးဆိုတာကတော့သိယောင်လေးဆက်စုကမေးမနေတော့ပါဘူး။မိတွေကိစ္စကပိုပြီးအရေးကြီးနေတယ်မဟုတ်ပါလား။အကယ်၍လေမြတ်သားဖွဲ့လိုက်တဲ့အရာလေးမှာစပေပန်းရက်နဲ့လေးတင်းနေတဲ့ပဝါအနီစလေးဆိုပါရင်ကံကောင်းစွာပဲနောနှစ်ကောင်နဲ့ လဲကလေးမှာအပင်ကြီးတစ်ပင်အောင်မှာငကိုမူလာအတိုင်းအပြက်မရွေးရှိနေတော့သိအောင်တို့တွေးလိုက်ရတယ်။ဒီအခါမှာနွားနေလေးကိုပြင်ကထန်းတဲ့ပင်ရွာလေးစီဒုံဆိုင်ခီးပြင်းနေခဲ့ကြတယ်။ရွာလေးတွေရောက်တော့သိအောင်ရဲ့အိမ်ရှိမှာကကြီးပါဝင် ရွာကလာသားတွေစုယုံစုယုံလုံနေကြတယ်။လက်တဲ့တော်တောင်းရင်တို့လည်းလူတွေစုပြီးစကားစမိပြောနေတာကိုကြည်သိအောင်တတိလစ်ချင်တယ်လို့ဖြစ်သွားပါတယ်။ဘာမိမ့်မသိသိပြီလားမသိပါဘူး။ မျက်သားလေးအဲ့ဒီလူတွေကိုကြည့်ကဝေခွေးရခက်နေတယ်။တကြီးေပမာကိုသိန်းအောင်တို့ပြန်လာနေပြီဗျ။ဟေးဖဲမလေးချက်ဖောင်းကလဲနေဝင်လာနေတဲ့သိန်းအောင်တို့တွေ့လိုက်တဲ့အတွက်တကြီးကိုတည်ပုံပါတယ်။တကြီးလည်းသိန်းအောင်တို့မျက်မှောင်ကြုံကြည့်ရင်းနဲ့ဒီကောင်တွေလာပလိစီအောင်သိန်းအောင်လည်းသူတို့ခြံနေရောက်တော့လဲကိုရက်ကခုန်ဆင်းလိုက်ပါတော့တယ်။တကြီးတကြီးကျုပ်ကျုပ်မိမရောလူလူမသာတင်ကြလုံးတဝေထိုးနေပြီ။ အခုမှမေးမိတ်ပါလားကွအဲ့လိုဆိုပြီးတော့ကုန်းကုန်ထားတဲ့လေတန်းကြီးနဲ့ပြောကတိမ်အောင်ဘိုက်ကိုတတောင်နဲ့တွတ်လိုက်တယ်ဒီအခါတိမ်အောင်လေးဘိုက်ကလေးကိုလက်နဲ့ပုတ်ရင်အရှက်လက်သေးကြီးဒေါ်တောင်းရီထဲပြေးပြန်မာတော့တယ်အရှိတော့ကျုပ်ကျုပ်မေးမအချင်းနီးအမလီကောင်းပါတဲ့တော်အမော်ဘူးလေးမွေးတယ်ကလေးရောမိခင်ရောချမ်းမာနေလေးရဲ့ဒီအခါမှတိမ်အောင်လေးညည်ရီမူဖြိမ်ဖြိမ်ကြကတကြီးရဲ့ခြေတော်ကို ဖက်ကာကိုပါတော့တယ်ဒေါ်တောင်းရီလေး ဝဲနေဝဲတာဖြစ်ကညည်ရီဝဲဝဲကြီးနဲ့ကန်တီပီလို့ပေါ့ညာမင်းတို့မလာနိုင်တာနဲ့ကာလာသားအချို့လွတ်လိုက်တာလမ်းမာရီစီးစရာကြီးတယောက်နေတွေ့လို့ပေါ့သူလိုက်လာပြီးရှေးတစ်ခွက်ကိုမန်းမိတယ်အဲ့ဒီရှေးမန်းတိုက်လိုက်မှမင်းမယာမိနယ်လေမွေးရဖွားရလွေသွားတာဗျာစီးစရာကြီးဟုတ်လားဗျဟုတ်ပါစရာကြီးနမယာပါပါလိမ့်ဥဒတ္တဆိုလားဥဒိဗ္ဗဆိုလားမောင်သိအောင်လွတ်လိုက်တယ်ဆိုပြီးပြောလို့ငါလေးရုံရုံကြည်ကြည်နဲ့လက်ခံလိုက်တာ ဆရာကြီးကအတော်ဆွဲနေတိတ်အောင်ရင်မဟုတ်လို့ကတော့ခုချင်းနေမရနဲ့နေကလေးတွေကိုညီရတော့မှမဟုတ်ဘူး။ဗျာတိတ်အောင်ဒုတိယမိဖြားမိသွားရင်ညာကတမလွန်ကစီးဆရာကြီးဥဒိဖသူ့အိမ်ကိုလာသွားရင်ဆိုပါလား။တိတ်အောင်လေးချက်ချင်းပဲအိမ်ပေါ်ပြေးတက်သွားတော့နေချိုက်စွာအိမ်မောချနေတဲ့ဇနီးတဲ့မိနွယ်နဲ့အတူကလေးလေးနှစ်ယောက်ကိုဘေးမတည်ရမခတွေ့လိုက်ရပါတော့တယ်။တီးဖြစ်ဖြစ်လေးဖြစ်ပွားပြီးသုံးလတိတိအချာမှာတော့ထန်းတပင်ရွာလေးတွေက လူတယောက်ကုကုကုတက်တီအဆုံးစီရင်သွားခဲ့တယ်။ပေပုံတေခေးရလဲတောင်မင်းနဲ့မတူဆန်းကျင်လိုက်။ပေါ်ဝါအနီစာလေးနဲ့ကုကုကုဇွဲချိုးချတက်တီသွားတဲ့သူမှာတယောက်ရဲ့တငယ်ချင်းမျက်သားပဲဖြစ်ပါတယ်။မျက်သားရဲ့အလောင်းကိုသွားထုတ်ချတော့အိမ်တစ်ခုလုံးစပယ်ပဲရင်းနဲ့လေးကတေးလို့မျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူဘက်က အသက်ဝိညာဉ်ကင်းမဲ့နေတဲ့တငယ်ချင်းမျက်သားကိုကြည့်ရင်းနဲ့မေကောင်းရသူကတိလာပါစေတငယ်ချင်းရဆိုပြီးတေးအောင်တီတိုရှေးရိုးလိုက်မိပါတော့တယ် ဟုတ်ကဲ့ပါအခုနောက်ဆင်ကြရတဲ့ဇလန်လေးကတော့ဆိုင်ရီသူပြက်ပဲရီလာရှိုရေးသားထားတဲ့ရွှေပြည့်ကြီးကမိမ့်မပြူဆိုတဲ့ဇလန်လေးရဲ့အဆဆုံးပဲဖြစ်ပါတယ်ကျမတို့ရဲ့ channel ကနေစိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းများစွာကိုတင်ဆက်ပေးနေတာကြောင့်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှဆင်ပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်နောက်ဆက်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်